သမားအားလုံးမင်္ဂလာပါခင်ဗျာ ASP Music Club တင်ပါဝင်ရှင်ပြိုင်မဲ့အမျိုးသမီးအာဆာချန်ပီယံလိအုပ်စုစဉ်ပွဲစဉ်တွေကိုဘောလုံးကွင်းထဲထိလာအောင်ကြီးစုအားပေးမဲ့ပရိသတ်တွေအတွက်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကအကြိုဖို့အသွားပြန်ကားတွေအခမဲ့စီစဉ်ပေးမယ်လို့သိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒီတော့ဘောလုံးကွင်းထဲကိုလာရောက်ကြီးစုအားပေးမဲ့ပရိသတ်တွေအတွက်အသွားပြန်ကိစ္စဟာအဆင်ပြေသွားဖို့ရှိနေပါတယ်မြန်မာနိုင်ငံကိုစားပြု ASP Music Club တင်ပါဝင်ရှင်ပြိုင်ခွင့်ရရှိထားတဲ့ အမျိုးသမီးအာရှရှမ်ပီယံလိအုပ်စုရဲ့အုပ်စုပွဲစဉ်တွေကို normal 9ရက်နေမှာစတင်ကျင်းပမှာဖြစ်ပါတယ်။ normal 15ရက်အထိကျင်းပသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒီအုပ်စုကိုမြန်မာနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပဝင်ရရှိထားပါတယ်။ရန်ကုန်မြို့တူဝနာအာကစားဂွင်းကြီးမှာဒီအုပ်စုရဲ့ပွဲစဉ်အားလုံးကိုကျင်းပပေးသွားမှာပါ။တရက်ကိုညနေ3နာရီမှာတပွဲကျင်းပမယ်။ည9နာရီမှာတပွဲလုံးကျင်းပမယ်ခင်ဗျာ။တရက်မှာ2ပွဲစီရှိပါမယ်။ နော်မလာကိုရမှာနှစ်ပွဲနော်မလာဆနေရမှာနှစ်ပွဲနော်မလာဆန်ရရမှာနှစ်ပွဲရှင်မယ်ကစားတော့ဖြစ်ပါတယ်ခင်ဗျလက်မှတ်ခတွေကိုတော့အထူးတန်းကိုကျန်9000တက်မှတ်ထားပါတယ်ရိုးတန်းကိုကျန်9000တက်မှတ်ထားပါတယ်ခင်ဗျလက်မှတ်တစ်စောင်ဟာပွဲစဉ်နှစ်ပွဲတော့ကြီးစုဝင်ရရှိလိမ့်မယ်လို့သိရှိရပါတယ်အမျိုးသမီးအာရှချန်ပီယံလိပြိုင်ပွဲမှာ SB မျိုးသမီးကလပ်စင်းကတောင်ကိုရီးယားကလပ်ဆူဝမ်ဂျပန်ကလပ်တိုကျိုပါရီပီလီစာနောက်ကိုရီးယားကလပ်နေကိုရန်နဲ့တုံးစုတွေကြောက်ထားပါတယ်ခင်ဗျ မနက်ကိုသာဘူး SB မြို့ကလပ်အသင်းဟာသူတို့ရဲ့အုပ်စုပွဲစဉ်၃ပွဲလုံးကိုညနေ၄နာရီမှာရှင်မြန်ကစားခွင့်ရအောင်အာရှဘောလုံးခွဲချုပ်နဲ့ညှိနှိုင်းခဲ့ရင်ပဲအဆင်မပြေခဲ့ပါဘူး။ဒါကြောင့်အာရှဘောလုံးခွဲချုပ်ကသတ်မှတ်ပေးထားတဲ့အချိန်မှာည9နာရီမှာ၂ပွဲကစားရမယ်။ညနေ3နာရီမှာ2ပွဲကစားမှာဖြစ်ပါတယ်ခင်ဗျ။နော်မလာ6ရက်နေ့အုပ်စုဝင်ပွဲစဉ်ဖြစ်တောင်ကိုရီးယားကလပ်စူဝမ်နဲ့ပွဲစဉ်ကိုည9နာရီမှာရှင်မြန်ကစားမှာဖြစ်ပါတယ်။အုပ်စုဒုတိယပွဲစဉ် ဂျပန်ကလပ်တိုဂျိုဘာရီဘီလီဇာနဲ့ပွဲစဉ်ဒီပွဲစဉ်ကိုတော့နိုမာလာ၁၂ရက်ညနေ၃နာရီမှာရှင်ပြိုင်မှာဖြစ်ပါတယ်အုပ်စုနောက်ဆုံးပွဲစဉ်မြောက်ကိုရီးယားကလပ်နေကိုရီးယားနဲ့ပွဲစဉ်ဒီပွဲစဉ်ကိုတော့မြန်မာနိုင်ငံကိုစားသူ SB မြို့ကလပ်အသင်းကနိုမာလာ၁၅ရက်ညခွာနာရီအချိန်မှာရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုဆိုရင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်းအာရှရှမ်ပီယံလိအုပ်စုပွဲစဉ်တွေကိုရန်ကုန်မြို့တူဝနာကွင်းကြီးမှာလာရောက်အပိတ်ရှိမှပြည်သက်တွေအသွားပြန်အစဉ်ပြေအောင် အကျိုးမှုကားတွေအခမဲ့စီစဉ်ပေးလိုက်ဖြစ်တဲ့ကြောင့်ပြည်သက်တွေသိရှိအောင်သတင်းကောင်းပါပြောပြလိုက်ပါရခင်ဗျာကျေးဇူးအပြည့်ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ